ုံချုံရင်းနဲ့တရားဥပဒေစိုးမိုးရေးအနေနဲ့လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက်လုံချုံရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ကြဖို့နတ်ဆက်ကဥက္ကဋ္ဌဘူဂျုံမူကြီးမေအောင်လိုင်းကပြောပါရယ်2025ခုနှစ်မတ်လ24ရက်ကအမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်နတ်ဆက်ကဥက္ကဋ္ဌကလုံချုံရင်းနဲ့တရားဥပဒေစိုးမိုးရေးအနေနဲ့လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက်နှုံကြုံရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ကြဖို့လိုကြောင်းပြောပါရယ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလကိုအစောဆုံးထားပြီးကျင်းပသွားဖို့စီစဉ်နေကြောင်းနာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်ဟာ2025ခုနှစ်မတ်လ9ရက်ကဘဲလာရုစ်နိုင်ငံကိုချစ်ကြည်ရေးခီရောက်ရှိနေပြီးသမ္မတလူကာရှန်ကိုနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါရယ် ဒါပေမဲ့ပြည်တွင်းပြည်ပတန်တမန်နေကြမှာတော့2025ခုနှစ်မှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းနေပါကြောင်းနဲ့အစောဆုံးဆိုတာကြောင့်နောက်ကြဆုံးအခြေအနေရှိနေနိုင်သေးလားလို့ထောက်ပြလျက်ရှိပါတယ်။နဆကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က2022ခုနှစ်ကလည်း2023ခုနှစ်ဩဂတ်လမှာရွေးကောက်ပွဲကျင်းပပြီမယ်လို့ကြေညာခဲ့ပေမယ့်2025ခုနှစ်မတ်လအထိရောက်ရှိလာတဲ့အချိန်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသေးတာပါ။နဆကနဲ့နီးစပ်သူတွေကတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲကိုကျင်းပသွားဖို့ဆန္ဒရှိနေကြောင်း 2026ခုနှစ် AB ဒါမှမဟုတ်မေလမှာအာဏာလွှဲပြောင်းရေးဖြစ်လာနိုင်ကြောင်းပြောပါရယ်။လွတ်လပ်ပြီးတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကျင်းပဖို့အတွက်နိုင်ငံတော်ဝန်လုံးတည်ငြိမ်အေးချမ်းမှုရှိဖို့လိုအပ်တယ်လို့နှစ်ဆက်ကဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်က2025ခုနှစ်ဖေဖော်ဝါရီ20ရက်က89နှစ်မြောက်ချင်းမျိုးသားနေ့အခမ်းအနားကိုတဝင်းလာပြဖို့ပြီးလည်းပြောကြားထားပါရယ်။လက်ရှိမြန်မာနိုင်ငံရဲ့စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းပြည်နယ်ချင်းပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်တို့မှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပေါ်နေပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမြန်မာတပ်မတော်ဟာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခါနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခအပါဝင်စစ်စခန်းပေါင်းရာချီနဲ့မြို့နယ်60ကျော်လက်လွတ်ဆုံးရှုံးထားရပါတယ်။အဲ့ဒီနောက်တိုက်ပွဲတွေကြောင့်နေရဲဆုံးခွာထွက်ပြေးတိမ်းရှောင်နေရသူ3000ကျော်ရှိနေပြီးနေအပါဝင်အဆောက်အုံပေါင်းတောင်းတဲ့ချီမိရှုဖြစ်စီခံထားရပါတယ်။